ကဘာတံမိုးမြေဆောင်ဇာတ်မပစ်လာတဲ့လူငယ်ကျယ်ဝေးလေးလမရမယ်။ဘလောကရဲ့ပြောင်းလဲနေတဲ့တံမိုးတက်မဲ့ချက်တွေထဲမှာတငငရွေရွေနဲ့ခြေစွမ်းပြနေတဲ့လူငယ်ကစားသမားတွေရဲ့ဇီးကွက်တံမိုးတွေဟာအများတန်းစိတ်ဝင်စားစရာကောင်းပါတယ်။အခုတစ်ခါမှတော့စပိန်ထိပ်တန်းကလပ်ဘာစီလိုနာတင်းရဲ့လူငယ်တောင်ပံကစားသမားနမရမယ်ဟာဘလောသမိုင်းမှာထူးခြားတဲ့မက်တန်တစ်ခုကိုပိုင်းဆိုင်သွားခဲ့ပါပြီ။နမီတော့ဘလုံးဇီးကွက်တံမိုးတက်မဲ့တဲ့ website ဖြစ်တဲ့ Transfer Market ကဂျာမဲရဲ့ဇီးကွက်တံမိုးကိုယူရိုတန်းနေရာထိတက်မှတ်လိုက်တာကြောင့်သူကလက်ရှိကမ္ဘာပေါ်မှာတံမိုးမြေဆောင်ကစားသမားဖြစ်ထိတ်ဆုံးကဦးဆောင်နေပါပြီ။အရင်ကလမရမယ်ရဲ့ဇီးကွက်တံမိုးကို Transfer Market က ဗီယမရီတိုက်စစ်မှုဂီလီယာအဘဘေးကွင်းလယ်လူဂျူးပယ်လီကန်မန်ချက်စတာစီးတီးတင်းရန်တိုက်စစ်မှုအယ်လီဟာလန်နိုနဲ့ဒန်တူယူရိုတန်180တက်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။ဒီကစားသမားတွေကလက်ရှိဘောလုံးလောကမှာခြေစွမ်းထုတ်ထိတ်ရောက်နေပြီးဂေါ်ထိတ်တန်းကစားသမားတွေဖြစ်ဒီမတ်ပြုခံထားရသူတွေပါ။ဒါပေမဲ့ပြီးခဲ့တဲ့ UEFA Nationally ပြိုင်ပွဲပြီးဒေါ်လာ9ရက်နေမှာတော့ကစားသမားတွေရဲ့ဇီကော့တန်ဘိုးကို Transfer Market ကပြန်လည် update လုပ်ခဲ့ရမှာတော့လမယာမင်းရဲ့တန်ဘိုးဟာအချိန်ရုံနဲ့မြင့်တက်လာခဲ့ပြီး ထိတ်ဆုံးကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ UFA National League ပွဲမှာဂျာမန်ရဲ့ခြေစွမ်းပြမှုတွေသူ့ရဲ့အသက်အရွယ်နဲ့နာကက်လာလာတွေကြောင့်သူ့ရဲ့တံပိုးတွေကိုပိုးပြီးမြင်မစွာတတ်မှတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီတန်ချင်းမြင့်ကစားသမားတွေရဲ့နောက်မှာဘီယမန်ဒ်တိုက်စစ်မှုဘီနီစီယာဂျူနီယာကယူရို2030နဲ့ရက်တည်နေပါတယ်။အဲ့ဒီနောက်မှာအာဆင်နယ်တောင်းပန်ကစားသမားဘူကာယိုဆာကာကယူရို250နဲ့တန်ဖိုးတတ်မှတ်ခံထားရပါတယ်။ဘာစီလိုနာကွင်းလယ်လူပတ်တွေဘိုင်ယန်မြူနစ်ကွင်းလယ်လူဂျာမဲမူစီယာလာနဲ့လီဗာပူးစင်အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားဖလော်ဒီယာဝက်တိုကတော့ယူရို240စီနဲ့အတီးတီးရပ်တည်နေကြပါတယ်။ ဒီစီးရင်မှာပါဝင်တဲ့ကစားသမားတွေအားလုံးဟာအသက်ငယ်ရွယ်ပြီးအနာဂတ်လာလာကောင်းမွန်တဲ့ကစားသမားတွေဖြစ်ကြပြီးသူတို့ရဲ့ခြေစွမ်းတွေကလည်းဥရောပထိပ်တန်းလေးတွေမှာထင်ရှားနေကြသူတွေပါအထူးခြားသောနဲ့ဂုံယူကြအကောင်းဆုံးချက်ကတော့အသက်၁၉နှစ်ကျော်ရွယ်သားရှိသေးတဲ့လက်မရမယ့်အနေနဲ့အခုလိုနယ်မကျော်ကမ္ဘာထိပ်တန်းကစားသမားတွေအားလုံးကိုကြော်ဖြတ်ပြီးကမ္ဘာတန်ဖိုးမြင့်ဆုံးကစားသမားဖြစ်လာသလိုတမိုင်းတစ်ဆောက်တန်ဖိုးကြီးဆုံးဆဲကျော်တဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလိုစင်တဲမြင့်မားတဲ့တန်ဖိုးကိုရရှိထားအောင်လွန်ရှားပါပြီးထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါဒါမှမဟုတ်သူ့ရဲ့ဒူဘဲစွမ်းကြီးပေါ်လုံးထိတ်ကျုံနိုင်မှုမြန်နုံပွဲကိုဖတ်နိုင်စွမ်းနဲ့ဂိုတင်ဂိုပတ်နိုင်တဲ့စနစ်ကြောင့် အနာဂတ်မှာဘောလုံးလောကကိုလွှမ်းမိုးမဲ့ကျဲဝင်းနှပွဲဖြစ်ရေပန်းစားနေသူပါသူ့ရဲ့အနာဂတ်အလွန်ကိုလာလာကောင်းနေပြီဘာဂျီတနာတင်းအတွက်ရောစပိန်နိုင်ငံရဲ့အတင်းအတွက်ပါအဓိကအားထားရတဲ့ကစားသမားတူဖြစ်လာမှာသိကြပါရယ်ဒီလိုမှတ်တမ်းကောင်းနေတင်နိုင်ခဲ့တဲ့အတွက်လမယမေကိုဂုဏ်ယူကြကောင်းတဲ့ကစားသမားတူဖြစ်အတိမတ်ပြီးရမှာပဲဖြစ်ပါတယ်အမေကိုချစ်တယ်။ A little